မရဘူးဒါအကြမ်းဖက်သမားလုပ်ရပဲဒီအကြမ်းဖက်သမားလုပ်ရကိုကျွန်တော်လက်ခံတဲ့အကြောင်းရှိပြီးတော့ဒီလိုရမျိုးတွေကျွန်တော်ကတော့ကန့်ကွက်လုံးဝလက်မခံဘူးဒါပေမဲ့ကန့်ကွက်သူကန့်ကွက်သူညားတော့လေတေးတဲ့လူကတော့ဒီသွားကြရှာပြီးအဲ့နောက်အရှင်များလုံးပဲမြင်လာပါခုတစ်ခါမှတော့ကျွန်တော်တို့ကြုံမျိုးမင်းရဲ့သတင်းသွန်းချက်လေးချို့ကိုနားထောင်ကြည့်အောင်ခင်ဗျာပြည်မဲ့ပြည်သူကရှောက်တက်ဖြတ်နေပါတယ်လို့ကျွန်တော်ပြောတယ်အဲ့ဒါပါလဲဆိုတော့ညောင်ဦးဘက်ကမှဖြစ်တာကျွန်တော်ပြောနော် NUG PDF ကညောင်ပြည်မဲ့ပြည်သူကရှောက်တက်မန္တလေးညောင်ဦးမြို့နယ် ပကံမြို့တစ်တောင်ပိုင်းကန်းကန်းကာဆိုရယွာအဲ့ယွာမှာနော်အဲ့ယွာမှာဓမာယုံမှာဓမာယုံမှာကျွန်တော်အဲ့ယွာတရားရှင်းပြမယ်ဓမာယုံမှာနော်ကျောင်းပြတယ်ပကံမြို့တောင်ပိုင်းပကံမြို့တောင်ပိုင်းကန်းကာရက်ွက်ဓမာယုံမှာစကုံးချိန်မြောက်အတ္တမစဲမဟာပဋ္ဌာန်းပွဲအတွက်ကိုတဲ့ရမရပ်15ဦးလောက်15ဦးလောက်ကအဲ့မှာမနေ့ကကျွန်တော်တည့်ရနေနေ့လေ2နာရီခွဲလောက်ပါကျော်လောက်ပါစပြီးတော့အစီဝေးလုပ်တယ်အဲ့ဒီအစီဝေးလုပ်နေတာ ဘာအတွက်လုပ်တာလဲခေါင်းစဉ်ကဘာအတွက်လဲဘာသာကြီးနဲ့ဆိုင်တယ်16ချိန်မြောက်အတန်မစဲမဟာပဋ္ဌာန်းပွဲပြောချင်တာဘာသာကြီးနဲ့ဆိုင်တယ်နော်ဘာသာကြီးဆိုင်တဲ့အပွဲလုပ်တာအဲ့တော့ဘာသာကြီးနဲ့ဆိုင်တဲ့ခါကဟိုဘာလဲကျွန်တော်တို့ဒီပိတ်တာတွေကဒီပိတ်တာတွေကပိတ်တရားကိုမခံနိုင်သလိုပဲဟိုဓမ္မစကြာဓမ္မစပိတ်တယ်မဟုတ်လဲပိတ်တာတွေကဘာလဲညာကျွန်တော်ခေါ်ရအဲ့ညာအဲ့ပိတ်တာတွေအဲ့ဒီအဟောင်းမခံနိုင်သလိုပဲတရားတန်ကိုမကြားနိုင်သလိုပဲဒီပိတ်တာများတာတရားတန်ကို မချားနိုင်ဘုရားရဲ့တရားတယ်လို့မချားနိုင်တရားတယ်မချားနိုင်တယ်ကိပိတ်တာတွေကြတော့ဘာဖြစ်လဲဆိုတော့စကိုးကြီးမြောက်အတန်မစဲမဟာပဏ္ဍပွဲမဖြစ်မြောက်စီဘူးရွေချင်းနဲ့ဖြစ်မြောက်မတော့အောင်ဆိုရွေချင်းနဲ့အဲ့ရက်မရက်ဖရဲ့ဆန်ကားရောက်အစည်းအဝေးလုပ်နေတာကိုလာပြီးတော့နော်အဲ့ကံကားကြီးွာတောင်ဘက်ညောင်လာကြီးွာဘက်လမ်းကနေရုပ်တရက်ဝင်ချလာတာလေလက်နဲ့မျိုးစုံကင်လာတယ်နော်ညောင်ညောင်ဦးအခြေဆိုင်ပကံဘူချူပီရက်ချမ်းဖက်ဖွဲ့အဲ့ဒီဖွဲ့ရောက်လာတယ်ရောက်လာပြီးဓမ္မဝင်နဲ့ဝင်လာပြီးတော့တွေ့ရလို့ပြင်သားပါလိုက်တယ်ချင်းမအကြမ်းသမားလူကရုပ်ရှင်ကကြီးကိုဒီမှာချမ်းဖက်သမားလေးတဏ္ဍာကြီးကပြီးတော့ ယထာဘူရာကမရန်ရှော့ပြီးသလိုမျိုးနော်လေးစိတ်မှာရန်ရှော့ပြီးသလိုမျိုးနော်ချော့ပိစရာဒိုင်းရန်ရှော့ပြီးသလိုမျိုးအဲ့လိုမျိုးပုံမှန်သူ့ဟာသူ15ယောက်ကအစည်းအဝေးလုပ်နေတာမဟာဟို16ကြီးမြောက်အတမဆက်မဟာပဋ္ဌာန်းပွဲလုပ်ဖို့အစည်းအဝေးလုပ်လုပ်နေကြတာအစည်းအဝေးလုပ်နေတာကိုခတ်တီနဲ့ဝန်ချလာပြီးတရ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 ဖြစ်လာ6ယောက်ဒီသွားတယ်နေရာမှာလည်း6ယောက်ဒီသွားတယ်ကဲကြည့်အောင်ဘလောက်မရိုင်းလဲဆိုတာလူ6ယောက်ဒီသွားတယ်ပြေးသွားတယ်ပြေးသွားတယ်ပြစ်ပြီးတော့ပြီးသွားတာဆိုတော့မဟုတ်ဘူးအလူငွေပတ်စံနေပါအိတ်တဲ့ထိပ်ပြန်ပြန်ထွက်သွားတယ်နော် လုတ်တဲ့ဖွဲ့ကပကံပူချူ PDF အမီးကပကံပူချူဆိုတဲ့အမီးပြရတဲ့ PDF အဖွဲ့အဖွဲ့လုတ်တာသေတဲ့လူတွေကတဥဇော်ဇော်ခေါ်ဥမြင့်ဇော်တဲ့နှစ်ဥနှစ်မြိုင်းသုံးဥခင်မောင်ထီးလေးဥခင်မောင်တန်းငါဥတန်းထွန်ဥတန်းထွန်နော်အဲ6ဥစိုးမင်းနော်အဲ6ခုနှစ်ယောက်သေးတာဗျ6မဟုတ်9ယောက်သေးတာဥစို6ဥစိုးမင်းခုနှစ်ဥကြည်ထွန်ခုနှစ်ယောက်သေးသွားတယ်6ယောက်ကပြည့်နှံ့နိုင်ရတယ်နော်အဲ့တော့ကျန်တဲ့လူကတော့ဘာမှထိရပြန်ရ2ယောက်ပဲလွတ်တယ်ပြောရရင်တော့15ယောက်ပါ ခုနှစ်ယောက်တည်တယ်6ယောက်ပြစ်ဒဏ်တရားရပါတယ်6ပြစ်ဒဏ်ရပါအဲ့တော့ဒီဖြစ်စဉ်ဖြစ်တဲ့အမှအခုကျွန်တော်တို့ကစီးရင်နေမှာထပ်ပြီးကြည့်တော့နော် sorry 6ယောက်တည်တာဗျဒီမှာစီးရင်နေရထပ်နေကျွန်တော်တို့မပြီးတဲ့စီးရင်နေရထပ်နှစ်ယောက်နာမည်ထပ်နေနော် sorry ပြန်ပြောမယ်ဗျဥက္ကမောင်တီတေဆုံးတော့ဥက္ကမောင်တီဦးတန်းထွန်းဦးတင်မြိုင်ဦးစောစောနော်ဦးကြည်ထွန်းနော်ဦးမောင်တန်းဦးစန်းကိုဦး ဆိုပြီးတော့လူလူဘာဖြစ်နေပါဘောနော်ဆိုတော့အဲ့မှာတည်ဆုံးတာ9ယောက်တည်တယ်တဲ့ဒီမှာနော်9ယောက်တည်တယ်ဥကြော်အောင်ဥလှဟန်ဥကြည်ထွန်းဥဝင်းလိုင်းဥဒေါခင်စမ်းမြင့်ဥမြတောင်းပေါ့နော်အဲ့တော့ဒီအုပ်စုတွေကတော့ဒီမှာအဲ့မှာပြဿနာကဥကြည်ထွန်းဆိုတာ9ယောက်ဖြစ်နေတယ်တေရာလားတေရာလားဒန်ရလားဆိုတော့ဥကြည်ထွန်းက9ယောက်ထပ်နေတယ်မမှတ်ပုံနဲ့ကစားထပ်နေတော့ကျွန်တော်လည်းအဲ့ဒါပြဿနာအဲ့တော့6ယောက်တည်တယ်လို့ပဲမှတ်မှာလို့တော့ဖြစ်နေတယ်နော်6ယောက်တည်တယ်လို့မှတ်လို့တော့ဖြစ်နေတယ်ဒါတော့ဥကြည် ခုနှစ်ယောက်တည်တယ်ပဲဖြစ်6ယောက်တည်လို့ရှိရောနော်အဲ့မှာလူ6ယောက်လောက်တက်မနေတည်သွားတယ်ဒီလိုပဲမှတ်ပါနော်ဘာလို့ကျွန်တော်ဒီမှာတည်ဆုံးစင်းနေဟိုဆင်းလူနှစ်ယောက်ကနာမည်ထပ်နေတယ်ဟိုတကောင်စင်းတကယ်သူပေါ့နော်တကောင်စင်းတကယ်သူပေါ့လူတစ်ယောက်နာမည်တူနေရလားဒါမှမဟုတ်လူတစ်ယောက်ထဲကိုနှစ်ယောက်မှားရင်းနေရလားတော့မသိဘူးမှတ်ဖို့တည်းအရဆိုရင်တော့နော်မှတ်ဖို့လည်းဆိုဦးကြည်ထွန်းဆိုတဲ့ပုံပေါ့မှတ်ဖို့တည်းအရဆိုရင်တော့မှတ်ဖို့တည်းအရဆိုရင်တော့မတူလူနှစ်ယောက်လို့ပြောလို့ရတယ်နော်မှတ်ဖို့တည်းအရလူနှစ်ယောက်လို့ပြောလို့ရတယ် ခက်တာကအဖေနာမည်ကြတော့သွားတူနေပြန်တယ်ပြဿနာကျွန်တော်လည်းဘာပြောမှမသိတော့ဘူးခက်တာတော့เนาะအဲ့တော့သေးတဲ့လူကကျွန်တော်တို့တိရ6ယောက်လို့ကြည့်တယ်ဒါပေမဲ့6ယောက်မှာ9ယောက်ဖြစ်နေတယ်နောက်ဒန်လို့6ယောက်လို့ကြည့်ကြတယ်အဲ့တော့အဲ့ဒီမှာဒန်ရရပြီးတော့ဟိုတိရကျေဆုံးဖြစ်ကုန်တယ်ဆိုတော့အဲ့ဒီအဖွဲအဲ့လိုပြစ်ပြီးတော့ပတ်စံနေယူသွားတယ်ဆိုတော့ဒါပေမဲ့စစ်ကြောင်းကနောက်ကတိလို့လိုက်တဲ့ချိန်ကျတော့ကောင်းနေလက်သွားတယ်အဲ့တော့ပြောချင်တာကဒီကောင်တွေကတရားပိတ်တရားနာမဲ့ဟာလဲပထမဘွဲလုံးမဲ့ဟာလဲဒီကောင်တွေပိတ်တာတွေဖြစ်ပြီးတော့ဒီကောင်တွေမမှမခံစားနိုင်ဘူး ဖြစ်နေပြက်သလားသူတို့ဖြစ်နေပြက်သလားနော်ဆိုတော့ဒါဗုဒ္ဓဘာသာဒီညောင်ဦးဆိုတာပကံညောင်ဦးဆိုတာဗုဒ္ဓဘာသာယဉ်ကျေးမှုနေမြေရဲ့ကြီးစားကြီးအဲ့လိုနေမြေတဲ့မှာလည်းဒီကောင်နေမရဘူးဆိုတော့ခဏဘလောက်တောင်ဒီအဝိဒါတွေဖုတ်ပြီးတော့အကုသိုလ်တွေအကုသိုလ်ကောင်တွေဖြစ်နေလဲဆိုတော့ခဏစဉ်းစားကြည့်တော့ကျွန်တော်ဒီကောင်တွေဒါအလုံးကလက်ခံလို့မရဘူးဒါအချမ်းမသမားလို့ရပဲဒီအချမ်းမသမားလို့ရကိုကျွန်တော်လက်ခံတဲ့အကြောင်းရှိပြီးတော့ဒီလိုရမျိုးတွေကျွန်တော်ကတော့ကန့်ကွက်လုံးဝလည်းမကောင်းဘူး။ဒါပေမဲ့ကန့်ကွက်သူကန့်ကွက်သူညားတော့လေတေးတဲ့လူကတော့တေးသွားကြရှာပြီ။အဲ့တော့နောက်လူတွေအနေနဲ့ ဒီလိုမယိုင်းရန်ကားတဲ့လုံရက်တွေကိုခင်ဗျားတို့ကထောက်ခံကြမှာလားတောက်ွက်မှာလားစိုက်တာခင်ဗျားတို့စဉ်းစားခင်ဗျားတို့အဲ့ဒါကိုသွားထောက်ခံနေတနေ့အချိန်မှာခင်ဗျားအိမ်ရှိမှာတကားခောက်ပြီးတိုင်းတိုင်းတိုင်းကြတော့ခံရလိမ့်မယ်အဲ့တော့ခင်ဗျားတို့မမိနဲ့အဲ့တော့ထောက်ခံတဲ့သူတွေပြောတာကျွန်တော်ကတော့ရှင်းရှင်းလေးမထောက်ခံဘူးမကဒါကြီးကိုလုံးဝကန့်ကွက်တယ်လုံးဝဒါကြီးကိုကျွန်တော်တို့ကစက်ပတ်သမားလို့ရတယ်ကိုကျွန်တော်သတ်မှတ်ပါတယ်နော်ပြီးတော့ဒီကိစ္စမျိုးတွေကိုကိုကျွန်တော်တို့ကပို့လိုက်ပြောရင်နောက်ထပ်နောက်ထပ်နောက်ထပ်ဘယ်သူမှထမ်းမဖြစ်စေချင်လို့ရတယ်ဆန္ဒပဲရှိပါတယ်နော်အဲ့တော့ဒီလိုစက်ပတ်သမားတွေနဲ့ပတ်သက်တော့ ဒီစက်အာနာမဲအစိုးရဖွဲ့နေတယ်ချက်မှတ်သားနဲ့ပတ်သက်တော့ပြတ်သားတဲ့ရှင်းလင်းမှုတွေလုပ်ဖို့လိုတယ်လို့ပဲကျွန်တော်ထိုက်ထားပါတယ်။ဟောချက်မှတ်သားနဲ့ပတ်သက်နော်။ဆိုတော့ဒါတစ်ချက်ပေါ့။နောက်တစ်ခုကတက်မတော်နေတဲ့အဲခုနကကျွန်တော်ပခုတ်ကူပေါက်လန်းနဲ့ပတ်သက်ပြီးပခုတ်ကူနဲ့ပေါက်ကြားမှာ PDF တွေမိုင်းရထောင်နေဆိုတဲ့ကိစ္စတွေကျွန်တော်ပြောတယ်နော်။အဲ့တော့အခုအဲ့ဘက်ကိုတက်ကစစ်ကြောင်းတွေထိုးနေလို့ကျွန်တော်ကြားပါတယ်။နော်ပခုတ်ကူကနေပေါက်ကူသွားတဲ့ကားလမ်းမကြီးရဲ့ဘေးနှစ်ဖက်မှာ PDF ဖွဲ့တွေကမိုင်းတွေထောင်တာအလုံးတစ်ထောင်ထဲမှာနေရှိတယ်။မိုင်းထောင်တာထောင်တာတော့မှရှိတယ်အဲ့လက်လုံးမိုင်းထောင်တာပါတယ်တဲ့။ထောင်တာတယ်တဲ့။ပုံ ပေါက်နေပခုတ်ကူဆိုရင်တဲ့ပို့လည်းပြောရတော့48မိုင်ဝေးတယ်48ခွန်မိုင်ခွန်မိုင်လောက်ဝေးတယ်အဲ့တော့ပိုက်ပေါက်နေပခုတ်ကူကြားမှာမိုင်းတွေကိုဖဲလိုက်မယ်ဆိုရင်လည်းအလုံးအထောင်ထက်မနေရှိနေပါတယ်တဲ့အဲ့တော့ဒီနေရာမှာတက်မတော့ကအဲ့နေရာကိုတက်လာမယ်ဆိုရင်တော့မိုင်းကိုရှင်းပြီးတက်အောင်တဘောပေါ့နော်ဆိုတော့ပြောတော့အဲ့တလောက်ထိဟောပြတော့ PDF တွေကဂိတ်ထင်ထားလာဆိုဂိတ်ကတော့အတိအကျထိုင်တာမရှိဘူးရွေးရှားတွေပေါ့လူမျိုးပြောတယ်ဒါပေမဲ့တက်စစ်ကြောင်းတက်လာမှာဆိုလို့မိုင်းတောင်ထားတယ်စီရစီရတော့ပါဆိုလို့မိုင်းတောင်းထားတယ်အရသာပြည်သူတွေအဲ့ရဖြတ်တယ်သေးတဲ့လူတွေရှိတယ်ပေါက်ပွဲပြီးချောက်တွေပြတ်သွားတဲ့လူတွေရှိတယ်ဒါပေမဲ့ တယ်တဲ့เนาะဆိုတော့ဒါတစ်ချက်ပေါ့เนาะနောက်တစ်ခုကဒီကားတွေပါကြီးလဲအမပြေးတိုင်းရှိရဒါပေမဲ့ကားတွေပါကြီးပြေးမယ်အဲကားတွေကိုလို့လဲပြေးရတဲ့မိုင်းရှိတာကိုပြထားရတယ်ကားတွေကမောင်းတဲ့အခါမှာအလေကောင်းနေပဲမောင်းနေဘေးသားကိုတစ်ချက်မှမနေဘူးဘာလို့ဆိုတော့ဘေးသားနေရတဲ့ကားအုံးကွယ်ပြောနေအဲ့တော့ရှင် PDF တွေကကားသမားတွေစီ message တွေပေးထားတာရှိတယ်အဲမင်းတို့သူတို့လည်းပတ်စံပေးရတယ်ခွန်လေးပဲပေးရတယ်အဲ့တော့မင်းတို့ဘယ်ရပဲမောင်းဆိုတော့ပြောတော့အဲ့လိုပဲမောင်းရတာလို့ကြည့်ရတယ်เนาะဆိုတော့အခုလောလောဆယ်တော့လောဆယ်တော့အဲ့ဒီ ပေါက်နဲ့အဲ့ဒီဘက်ကိုပေါက်နဲ့ပခုတ်ဘက်ကိုတက်တာစစ်ကြောင်းနေအဲပခုတ်ဘက်နဲ့ပေါက်ပေါက်နဲ့စစ်ကြောင်းတို့စစ်ကြောင်းတက်ထိုးနေလို့ကျွန်တော်ကျမ်းမြင်သတင်းကြားနေရပါတယ်ဆိုတော့ဘာပဲပြောတက်နေတဲ့စစ်ကြောင်းစစ်ကြောင်းတွေထိုးတာတော့ထိုးတာပေါ့ဗျာထိုးတာထိုးတာပေါ့နော်စစ်ကြောင်းထိုးတာထိုးတာပေါ့ဒါပေမဲ့ကျွန်တော်ထင်တယ်ဒီစစ်ကြောင်းတွေလည်းလိုရင်တော့ရောက်မယ်ပုံပေါ့ဗျာချေရှိလူရောစေမြန်မာစစ်ကြောင်းပဲပုံတော့နေရာတွေမှာအဲဖြတ်တောက်တိုက်ခိုက်တာမိုင်းဆွဲခံရတာတွေလည်းဖြစ်နိုင်တယ်တက်ကစစ်ကြောင်းတို့ထိုးတယ်ဒါပေမဲ့ ဒီချက်ချင်းလငင်းဒီနယ်မြေရှင်းလင်းသွားဖို့တော့ကျွန်တော်တို့လည်းအတားအချိန်ယူရမယ်သဘောတော့ရှိတယ်။ဆိုတော့ဒါကတော့ပောက်ဘက်ကိုစစ်တောင်းထိုးနေပါတယ်ဆိုတော့ထည့်ပြောတာကတော့ပခုတ်ကူခြေဘက်ကနေပြီးတော့တောက်လျှောက်ပောက်ဘက်ကိုတက်တယ်မြိုင်ဘက်ကိုလည်းတက်နေတယ်။ပြန်ပြောရရင်မြန်မာနိုင်ငံအလဲပိုင်းကိုရွေးကောက်ပွဲအတွက်ကိုတချို့နေရာတွေကိုတက်ကပြန်ယူမယ်လို့တော့ထင်ပါတယ်။တချို့နေရာတွေကိုတော့ဗာလဲတချို့နေရာတွေတော့မရမကန့်ရဲ့လက်ထက်မှာခွေးတွေဝက်တွေတီဟော့ဆိုပြီးတော့စောလူမင်းကိုပြစ်ထားတယ်လို့ပြစ်ထားမလားတော့ကျွန်တော်မသိဘူး။အဲ့တော့ကဲလို့စဉ်းစားကြလို့ပြောရင်းနဲ့ဒီနေ့ဒီဆက်မှုဒီညမှာရပ်ပါမယ်အားလုံးပဲ။ ကိုရတဲ့ရှိပါတိုက်ပြီးပေါ့စေတနာထားပါသက်ဆိုင်ရှိပါကိုယ်နိုင်ငံသားအချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတာကိုလက်ခုပ်လောကတီဗီပျော်နေတဲ့လူမိုက်လူရဲကလူတက်ချမ်းပိုက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လဲမျိုးကုန်းထုတ်ပါတော့ပြောရင်လည်းကိုနိုင်ခုလိုသတင်းတွေကိုပြောပြပေးသွားတဲ့ကိုကျော်မျိုးမင်းကိုလည်းကျေးဇူးတင်ပါတယ်